ဘုရားမြတ်စွာလက်ထက်တော်ခကလာတော့ဟာရူပနန္ဒာဆိုတာရှိတယ်မြို့သမီးလေးအဲ့ဒီရူပနန္ဒာကတခြားသူမဟုတ်ဘူးမြတ်စွာဘုရားရဲ့အမေတူအဖေကွယ်အဲအဖေတူအမေကွယ်နှစ်မတော်ပဲသနဗရကလျာဏီဆိုတာတော့ဘွဲ့လို့မှတ်ထားကြပါ စနဗရကလျာဏီဆိုတာဒီနယ်မှာသူအချောဆုံးတော့ခုခေတ်အနေနဲ့ပြောမယ်ဆိုရင် Miss Universe ပေါ့အလှမဲ့ရွေးထားတာအဲ့ဒီအထိပ္ပယ်မျိုးရှိတယ်နော်သို့သော်မြန်မာလူမျိုးတွေကသိကြတာစနဗရကလျာဏီစနဗရကလျာဏီနဲ့သိတယ်စနဗရကလျာဏီရဲ့အထိပ္ပယ်ကဒီနယ်မှာသူအလှဆုံးပေါ့ခုခေတ်ရွေးတယ်ဆိုရင်ဟုတ်လားတိုင်းအလှမဲ့တို့မြို့အလှမဲ့တို့ကပအလှမဲ့တို့ရွေးတာမျိုးလို့ပေါ့ ဇနဝရကလျာဏီဘူလနာမည်ကအဘိရူပနန္ဒာအဲ့ဒီအဘိရူပနန္ဒာကသူ့ကိုယ်သူအချောဆုံးလို့ဆိုပြီးတော့အလှမှန်တက်နေတာသူနဲ့မောင်နှမအရင်နန္ဒမင်းသားရသော်ပြားတဲ့နေ့ရက်သုံးလောက်ငဲတယ်အရာကလည်းပဲလက် နှစ်သက်လောက်နှစ်သက်သုံးသက်လောက်အရက်နေတယ်မြတ်စွာဘုရားညီကိုဆိုတော့တူတာပေါ့ဖះနဲ့ရုပ်အမတန်တူတယ်တန်ကိမင်းမင်းရဲ့ထုံတန်းဆင်လာအရမောင်နှမအရင်ပေးစားလေးရှိတယ်နော်မောင်နှမအရင်ပေးစားတာအဲ့လိုပေးစားမဲ့အချိန်လေးမှာမင်္ဂလာပွဲတွေဆင်ပြင်ပြီးတဲ့အချိန်မှာမြတ်စွာဘုရားက ညီတော်နန္ဒမင်းသားကိုခေါ်ပြီးတော့သင်္ကန်းကိုပေးတယ်ဒါအလုံးသိတဲ့ဇာလံပဲအေးအဘိရူပနန္ဒာသနဗရကလျာဏီဘွဲ့ရအဘိရူပနန္ဒာဟာသူ့ရုပ်ပုံမှာသူကအမတန်မတန်ဖိုးထားတယ်ဆိုပါစို့သူအလှဆုံးဆိုပြီးတော့သူမနတာချီနောက်ပိုင်းရောက်လာတဲ့အခါကျတော့ နန္ဒမင်းသားလည်းသင်္ကန်းဝတ်သွားတယ်ခမည်းတော်တုတ်တော်ရဏမင်းတရားကြီးနတ်ရဆန်သွားတယ်နတ်ရဆန်နေဆိုတာဘယင်သေးလို့ပြောတာပါသို့တော့ခမည်းတော်တုတ်တော်ရဏမင်းကြီးကမြတ်စွာဘုရားတရားနာပြီးတော့ယဟန္တာကြီးဖြစ်သွားတာဘယင်ဘဝနဲ့ပဲယဟန္တာဖြစ်ပြီးတော့ပြိဋိနိဗ္ဗာန်ဆန်သွားတယ်လို့ပြောအောင်ပါအဲ့တုတ်တော်ရဏမင်းတရားကြီးမရှိတဲ့အခါမှာ မိရွေးတော်ခေါရမိယဘိက္ခုနီဝခွင့်တောင်းလာနန္ဒဝါမနေပဲနဲ့ဘိက္ခုနီဝခွင့်တောင်းတော့နောက်ဆုံးမှမြတ်စွာဘုရားခွင့်ပြုလိုက်တယ်ဆိုပါစို့အင်းနန္ဒမှာဘသူကြံရစ်တုံဆိုရင်အဲ့ဒီဇဏဗရကလျာဏီကြံရစ်တယ်ကြံရစ်တော့အမေလည်းမရှိဘူးအဖေလည်းမရှိဘူးသူ့ရဲ့မောင်အရင်းလည်းမရှိဘူးမောင်အဖေတူအမေကွဲ မောင်ကလည်းဖျားဖြစ်မရှိဘူးတူကလေးဖြစ်တဲ့ရာဟုလာလည်းမရှိဘူးရောင်းမတော်တဲ့ရတော်ရရာလည်းမရှိဘူးပေါ့သင်္ကန်းဝတ်နေကြစဉ်းစားကြည့်ပေါ့အိမ်မှာသူတယောက်တည်းပဲနေကျင်တော့မှာအဲဆွေမျိုးတွေခင်တာနဲ့သူလည်းသင်္ကန်းဝတ်လိုက်တယ်ပေါ့ဘိက္ခုနီလောက်လိုက်တယ်သို့တော့ဘိက္ခုနီလောက်ပြီမဲ့လို့အလှမှန်မချဘူးတဲ့ မြတ်စွာဘုရားကဟောလို့ရှိရင်ဘလောက်လာတဲ့ရုပ်ပဲဖြစ်ဖြစ်ရုပ်ခန္ဓာကိုယ်ကြီးတွေဟာအတုပမတင့်တယ်ဘူးလို့မြတ်စွာဘုရားဟောတယ်အဲ့ဒါမကြိုက်ဘူးသူကအတုပလို့ဟောတာမကြိုက်ဘူးဒီကနေ့မြန်မာပြည်မှာတော့လူသေးရုပ်လောင်းကမှအတုပလို့ခေါ်တာမြတ်စွာဘုရားကအဲ့လိုမဟုတ်ဘူးခန္ဓာကိုယ်ဟာ မတင့်တယ်လို့အတုပလို့ပြောတာမတင့်တယ်ဟုဆိုတာတွေးကြည့်ပေါ့ခန္ဓာကိုယ်မှာကိုးပေါက်ထွားတာအမာဝအမာဆိုတာအနာနဲ့နှိုင်းရှင်ပြီးတော့ပြောထားတာမျက်စိကထွက်တဲ့ဟာမွေးကြိုင်တာတခွမှမရှိဘူးနှာခေါင်းကထွက်တာမွေးကြိုင်လို့သိမ့်ထားစရာတခွမှမရှိနော်နားကထွက်တာမွေးကြိုင်လို့သိမ့်ထားစရာတခွမှမရှိခန္ဓာကထွက်တာမွေးကြိုင်လို့သိမ့်ထားစရာမရှိဘူး ဘယ်ကထွက်ထွက်ခန္ဓာကိုယ်အပြင်ဘက်ရောက်လာတာတွေဟာအကောင်းရှိရလားမရှိဘူးလူတွေကအမွှေးနှမ်းတာတွေဆွဖြန်းပြီးတော့အပေါ်ယံလေးမွှေးအောင်လုပ်နေကြတာတဲ့ပဂတိကမွှေးတာဟုတ်ကလားမဟုတ်ဘူးတဲ့မယုံလို့ရှိရင်တပတ်လောက်တဏ္ဍာခါလည်းမလိမ့်နဲ့ရေလည်းမချိုးနဲ့ဆက်ပြံမွေးလည်းမတုံးနဲ့ ပဂတိအရှိသယုတ်တွေကို ပြလာလိုက်ပြီเนาะတလားလောက်ဆိုရင်တော့ကိုနှကောင်းတော်ကိုပေးရကောင်းပေးရလိမ့်မယ်အဲ့ဒါဟာအတုပမဟုတ်ရင်ဘာဖြစ်မလဲဟုတ်ကဲ့လားအဲ့ဒီသဘောကိုမြတ်စွာဘုရားဆင်ခြင်ခိုင်းတာအဲ့တော့ဟိုနမတော်လောက်တဲ့အဘိရူပဏ္ဏကသူ့စိတ်ထဲမှာ तू သူခန္ဓာကိုယ်သူအလှပြင်ပြီးတော့လှတယ်လို့ထင်နေတဲ့ပုဂ္ဂိုလ်တယောက်ကသူဆောင်းပြောတယ်လို့မထင်ပေဘူးလားထင်တယ်အဲ့ဒါကြောင့်ဘုရားစီပဲတော့မှမသွားအဲ့ဒါကိုအလှမှန်ရစ်တယ်လို့ပြောတာနော်သူလိုပဲနောက်တဦးကဘယ်သူတုံးဆိုရင်ဗေမိသာရမင်းကြီးရဲ့မိဖုရားခေမာဆိုတာတမန်ပုဂ္ဂိုလ်တွေမဟုတ်ဘူးနော်သူတို့ကပါရမီတံပါရအရင်မာကြီးတွေရှိခဲ့ကြတယ် အတိတ်ဘဝတုန်းကပါရမီဖြည့်ခဲ့တဲ့ပုဂ္ဂိုလ်တွေသို့တော်လည်းပဲဒီအကုသိုလ်တရားတွေရဲ့မာနတရားတွေရဲ့လှည့်စားမှုဟာအမတန်မှကြောက်ဖို့ကောင်းတယ်ကြိခေမမိဖုရားဆိုတာတိတ်လှတယ်ဘုရင်ကြီးကလည်းသူ့ကိုအမတန်မှဖေဘာပေးတယ်ဒုက္ခနာကိုသူတပြီးတော့ ရသော်ဘုရားဟောတဲ့တရားတွေသတင်းကြတဲ့အတုပလို့ဟောတယ်မကြိုက်ဘူးမတော်ဘူးဘာဖြစ်လို့တော့ तू အတုပလို့ယူဆတာဒုက္ခနာကိုလှတယ်၊မွေးတယ်၊ကြိုင်တယ်ဒါပဲအတုပလို့ဟောတာ तू နဲ့မတည့်ဘူးဒါဝမတော်ဘူးကြောင်းဘယ်တော့မှခေါ်လို့မရဘူးဗေမိတာရမင်းကြီးဆိုတာရသော်ဘုရားနဲ့ပထမဆုံးတွေ့ခဲ့တဲ့ကူကတတ္တဗံဖြစ်သွားတာ ဖရာလောင်တောထွက်လာတဲ့အချိန်မှာဒါစကြူပြည်တဲ့ဆွမ်းကံဝင်တယ်။အုပ်အုပ်တဲတဲဖြစ်တယ်ဒါစကြူမြို့ထဲမှာ။ဘာဖြစ်လို့ရောဆိုတော့အဲ့ဒီခေတ္တကသာသနာပေါင်းဝင်နေဆိုတာအသက်အရွယ်ကြီးတဲ့ပုဂ္ဂိုလ်တွေဝင်ကြတာလေ။အတော်လေးအရွယ်ရောက်တဲ့အခါမှာဒီယတိသူတော်စင်ဖြစ်ဝေကြတယ်ပေါ့။အခုဒီကိုယ်တော်က 29နှစ်ပဲရှိသေးတယ်လူငယ်လူရွယ်လေးယောက်ကလည်းအမတန်ချောတယ်ယသိဝယသိလူသူတော်စင်လူဝုတ်ပြီးတော့အိန္ဒဂါလှဲ့ပြီးတော့တပိတ်နဲ့ဆုံးခံတယ်သူတို့စကားနဲ့ပြောမယ်ဆိုရင်တောင်းတာပေါ့ထမင်းတောင်းတာပဲဟာဆုံးခံတယ်ဆိုတဲ့အတိတ်ပဲကဒါရှင်ကြည်တဲ့အတုံးပေါ့နော်ဘိက္ခုဆိုတဲ့အတိတ်ပဲကိုက တောင်းစားသူလို့အတိပ္ပယ်တခါရတယ်တချို့နေရာဖွင့်ထားတာရှိတယ်အိန္ဒိယကအိန္ဒိယနိုင်ငံမှာရှိတဲ့တောင်းစားတွေကသူတို့ကိုသူတို့ဘိတ်ကျူလို့ခေါ်တယ်ဟောဒါကြောင့်မို့ယဟန်တွေကင်တဲ့တပိတ်ကိုနိုင်ငံသားတွေကဗမာဗုဒ္ဓဘာသာမဟုတ်တဲ့နိုင်ငံသားတွေကပြန်တဲ့အခါကျတော့ဘက်ကင်ဘိုးလို့ပြန် ဘက်ကင်းဆိုတာဘက်ကဘက်ဆိုတာတောင်းတာဘက်ကင်းဘိုးတောင်းစားတဲ့ခွက်ကြီးလို့ပြောတာပဲတောင်းစားတဲ့ခွက်ကြီးအဲ့ဒါကိုနားထောင်မကောင်းလို့ဘုန်းကြီးတို့ကတော့ဟာဘက်ကင်းဘိုးမဟုတ်ဘူး I'm some bowl အလူခံတဲ့တပိတ်လို့ဒီလိုပဲပြောင်းပြောရတာနော်သို့တော့မှားလာသူတို့ပြန်တာမှားတော့မမှားဘူးဘက်ကင်းဘိုးပဲ ီကောင်းပြီဖះလောင်းလေးတောထွက်လာတဲ့အခါလူကလည်းရုပ်ကချောချောအမတန်ချောတယ်အသက်ကလည်းငယ်တယ်တခြားနေရာမှာဆိုမတွေ့ရတဲ့ပုံကမျိုးပေါ့အဲ့ဒါကြောင့်မလို့မျိုးကမြင်တဲ့လူတွေကလှုပ်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 နဲ့ဝိုင်းအောင်ညတာပေါ့လမ်းမှာလူတွေတအားစီပြီးတော့သူ့နောက်ကဝိုင်းလိုက်လာကြဘုရင်ကြီးကနန်းတော်ဘုံကလှမ်းကြည့်မြင်ရတော့ တမန်ကိုလွတ်ပြီးတော့စုံစမ်းခိုင်းတယ်။ဒါဘာလို့လဲဆိုတာသိအောင်စုံစမ်းဆို။သူကလေးငါးအိမ်လောက်ဆုံးခံပြီးတော့ပျောက်သွား။သူတပိတ်ထဲမှာစားလောက်ရုံရတာနဲ့ရှေ့ဆက်မသွားတော့ပြန်ထွက်သွား။လူတွေကလည်းဝိုင်းအောင်ညာအဲ့တော့ပြန်ထွက်သွား။ပြန်ထွက်သွားတော့တော်တဲ့ထွက်သွား။ပန္နဝဆိုတဲ့တောင်ချေမှာတပိညိတ်လေးအောင်မှထိုင်ပြီးတော့ ဆွမ်းဆန်းတယ်။နောက်ရောက်ခံလိုက်လာတဲ့လူကအဲ့ဒီမှာဘုရားလောင်းကိုတွေ့တော့တွေ့တော့သူကဘယင်ကြီးစီသတင်းပုတ်ခိုင်းလိုက်တယ်။မျက်ခြေပြတ်သွားမှဆိုလို့သူကစောင့်ပြီးတယောက်ကိုလွှတ်လိုက်တယ်။အဲ့ဒီလူနာမဘုရားလောင်းနာမခွာဘူး။ဘယင်ကြီးကအားချင်းလိုက်လာတယ်။ဒီပုဂ္ဂိုလ်နဲ့တွေ့ချင်တယ်အားချင်းလိုက်လာပြီးတော့မေးတယ်ဘယ်ကလဲဘယ်ကလာတာလဲ ဘာဖြစ်လို့ဒီဝတ်ဝတ်လာတာလဲနဲ့အမျိုးဆုံးမေးတာမေးတဲ့ခါသူကပြောတယ်ဟိုးဟိမွန်တာတောင်ချေကတာကွေမင်းမျိုးတဲ့ကပါတဲ့ကာမဂုဏ်အာယုန်တွေကိုဆက်ဆုပ်ယုံမုံးပြီးတော့သူတော်စင်ဘွားကိုကူပြောင်းလာတာပါလို့ဖះလောင်းကရှင်းပြောတယ်ရှင်းပြောတော့ဗေမိတာကသူအတက်ကလည်းရွယ်တူလောက်ဆိုသိချင်ညိုတယ်စိတ်ထဲမှာသိချင်တတ်တဲ့ဒီကရောလည်း ဘုရားပြောတယ်ဗေမိတာရကသူဘာပြောတော့ဆိုရင်တောထွက်ပြီးတော့တရားမကျင့်မှန်းနဲ့တဲ့အဲ့ဒီကပိလဝတ်ဆိုတဲ့ဟိမတာတောင်ချေမြို့မှာမပြောဘူးဆိုလို့ရှိရင်သူနဲ့အတူနေပါငါတခါမှမမြင်ဘူးပဲလို့အမြဲတမ်းစိတ်ထဲမှာခင်မင်းနေခင်မင်းလို့သူနဲ့အတူနေပါတဲ့တူတူပူးတွဲပြီးတော့တိုင်းပြည်အုပ်ချုပ်ကြရအောင်လို့ဆိုဖိတ်ခေါ် အဲ့မှာဘုရားလောင်းတွေကဒုတိယရူးတွေကိုစိတ်ဝင်စားဘူးမတရားတရားကိုရှာမယ်လို့ဆိုပြီးတော့သူထွက်လာတဲ့အကြောင်းရှင်းပြပြီးတော့သူတရားပဲရှာမယ်ဆိုတာကိုဆုံးဖြတ်ချက်ချပြီးတော့သွားတယ်ဗေမိတာရမဲကလည်းပဲအတင်းချက်မတားတော့ဘူးအဲ့ဒါဆိုလို့ရှိရင်တရားသူတရားမြတ်တွေ့လို့ရှိရင်သူ့နိုင်ငံကိုပထမဆုံးကြွားခဲ့ဖို့ဂတိတောင်းလိုက်တယ် ဒီတကြောင်ဗိမိသာရမင်းကြီးရဲ့ဂတိအတိုင်းပဲဖះလောက်ဟာနာစရုပ်ပြုအရင်ကြွသွားတာပဲကြွသွားကြွသွားတော့အဲ့ဒီမှာသောတာပန်ဖြစ်တယ်ကြွသွားတယ်ဆိုရင်အိဒိပတနာသောမှာတရားဟောပြီးမှကြွလာတာပေါ့အေးအဲ့ဒီမှာဗိမိသာရမင်းကြီးကဖះချင်ညိုသလောက်သူ့ရဲ့မိဖုရားခေမာဆိုတာသူ့အလှမ်းမှန်တွေတက်ပြီးတော့ ကြောင်းသွားဖို့ရလုံးဝညစ်ပယ်နေတယ်နောက်ဆုံးကြတော့ဘုရင်ကြီးကကြောင်းသွားအောင်ဥပ္ပတ္တိနဲ့လဲဝါတိုင်းပြည်မှာအစိုးရတွေအမှုပညာသမားတွေကိုခေါ်ပြီးတော့ဝေလူဝံဥယျာဉ်ကြီးနဲ့ပတ်သက်ပြီးတချင်းဆက်ခိုင်းတယ်တချင်းဆိုတယ်ချင်းမွန်းတယ်ဝေလူဝံဥယျာဉ်ကြီးကဘလောက်လှတယ်ဆိုတာ ဲ့လိုလှုပ်တဲ့မိဖုရားကြီးနန်းတော်မှာတချင်းဆိုတဲ့အခါကျတော့ဝေလူဝံဥယျာဉ်ကြီးရဲ့အလှပဖွဲ့ထားတော့မိဖုရားကြီးကနားထောင်ရင်းနဲ့သူကဝေလူဝံဥယျာဉ်သွားချင်စိတ်ပေါက်လာလားဟောခိတရဲ့ဆွမ်းဆောင်မှုကအဲ့မှလည်းပါတာပဲเนาะလူရဲ့စိတ်ဓာတ်ကိုဆွမ်းဆောင်တယ်ကဲတူတို့ပြောကြပါစို့ခေမမိဖုရားကြီးဟာ မြတ်စွာဘုရားမရှိတော့ဘူးဆိုတဲ့အချိန်ကိုရွေးပြီးတော့ဝေလူဝိရင်နဲ့သွားလိုက်တာခိုးကြတော့ဘုရားနဲ့တန်းတိုးနေဟာဘုရားနဲ့တန်းတိုးလို့တန်းတိုးရုံနဲ့မကဘူးမြတ်စွာဘုရားကသူ့ရဲ့မာနကိုခွာချဖို့ဆိုတဲ့အနေနဲ့သူ့ရဲ့ချောတဲ့လှတဲ့အမျိုးသမီးတယောက်ဖန်ဆင်းခိုင်းပြီးဖန်ဆင်းထားပြီးတော့ဘုရားရဲ့အနီးမှာဘုရားကိုရက်ခတ်ပေးနေတဲ့တရံပေါ့ ဘုရားနာမှာဒူးလေးတုတ်ပြီးတော့ဘုရားကိုအယုသေရက်ခတ်ပေးနေတယ်အဲ့ဒီအမျိုးသမီးကသူ့အရွယ်သို့တော့သူနဲ့ဘလို့မှနိုင်ရှင်လို့မရတော့အောင်ချောတယ်လှတယ်ဟုတ်ကជីတော့ကိုယ့်ရဲ့ချောတာမြင်လိုက်တဲ့အခါမှာသူကကိုယ့်ကိုပြန်ကြည့်မိတယ်စိတ်ပြတ်သွားတယ်ကိုယ့်ပြန်ကြည့်လိုက်တဲ့အခါစိတ်ပြတ်သွားလောက်အောင်ဟိုကချောတာအဲ့ဒါဘာလောက်လိုက်တာတော့ဆိုရင်သူ့ရဲ့တဏ္ဍာမှာ လှပပေါ်မှာ မောက်မာပြီးတော့တွေ့တားနေတဲ့မမနာတို့တွေ့တားနေတဲ့တဏှာတို့အဲ့ဒါတွေကိုမြတ်စွာဘုရားကချွတ်လိုက်တာပဲတရားမဟောသေးဘူးအဲ့ဒါကိုဘာဥပမာပေးတုံဆိုရင်အသီးကိုအသီးနဲ့ပြန်ပစ်ချတယ်ဆူးဆူးလို့ရှိရင်ဆူးနဲ့ပဲပြန်ထွင်တယ်ဆိုတဲ့ဥပမာပေးတာအကုသိုလ်ကိုအကုသိုလ်နဲ့ပဲပြန်ဖယ်ထုတ်လိုက်တယ်ပေါ့ ဒါမျိုးကတရားဟောလို့မရဘူးအဲ့တော့လေမိသားစုနဲ့နေကြတဲ့မိခင်ဖခင်တွေဒီနည်းစနစ်ကလေးဟာဒီ technology ကတော်တော်ကောင်းတဲ့ technology ပဲသားသမီးတွေနဲ့ပတ်သက်ပြီးသားသမီးတွေကတစုံတစ်ခုဆွဲလန်းနေပြီဆိုလို့ရှင်နော်အဲ့ဒီဆွဲလန်းမှုကလည်းကိုယ်သဘောမကျတဲ့ဆွဲလန်းမှုဆိုလို့ရှိရင်ဒီနည်းကိုအသုံးပြုတဲ့နေပေါ့ အလမု်ဘဲနဲ့ပိ်လုရှင်တောပေါက်ထွက်သွားမှသိကြတယ်ရသော်ဗျာမပိတ်ဘူးဖွင့်ပေးလိုက်တာနော်သူ့ရဲ့တာရာကိုပြလိုက်တဲ့အတွက်ကြောင့်သူ့ရဲ့မာနခွာချသွားတယ်ကွာချသွားတခါလဲကျသွားဘာလို့ငါရဲ့တာရဲလူရှိတယ်ဆိုသိသွားသူကသူပဲစိတ်ပြက်သွားတယ်စဏဗရကလျာဏီအဘိရူပဏ္ဏာကိုလည်းဒီပုံစံနဲ့ပဲချွတ်တာပဲမြတ်စွာဘုရား နန္ဒမင်းသားဆနာဗရကလျာဏီပေါ်မှာဆွဲလန်းနေတဲ့အဆွဲလန်းကိုလည်းဒီပုံစံမျိုးနဲ့ပဲချုပ်တာနတ်သမီးပြတယ်ဆိုတာအကြောင်းရှိတယ်ဆနာဗရကလျာဏီပေါ်မှာဆွဲလန်းနေလို့အဘိဓဝနန္ဒနမရောပေါ်မှာဆွဲလန်းနေလို့သူ့ရဲ့လှတာ ပြလိုက်တဲ့အခါကျတော့အလိုလိုပြောင်းသွားတယ်ဟိုကလူရဲ့စိတ်ဆိုတာตาရဲ့ပေါ်မှာပြောင်းသွားလေးရှိတယ်ပေါ့တဏှာဆိုတာကိုကတတ္တရာတတ္တရာဘိနန္တိနေတယ် ကြာရကြာရအာယုံကလေးတွေပေါ်မှာအတိတ်အတိတ်ကလေးတွေပေါ်မှာသူကတွေ့တာမှုကဖြစ်ပေါ်လာတတ်တယ်။အဲ့ဒီသဘောတရားအရာမြတ်စွာဘုရားစိတ်ကိုကူးပြောင်းပေးလိုက်တာ။အဲ့ဒီလိုကူးပြောင်းပေးလိုက်တဲ့တဏှာကုံမဟုတ်ဥပါဒံကပြုတ်ထွက်သွားတယ်ပေါ့။ဆွဲလန်းနေတဲ့ဥပါဒံကဥပါဒံဆိုတာဘယ်လိုဟာခေါ်တာတော့လို့ဆိုရင်မွေကြီးတကောင်ကဖားကိုမြိုထားတဲ့အခါမှာထူဖားဟာ လွတ်လို့မရတယ်လို့ပဲမိချောင်းကသားကောင်ကိုကြိုက်ထားလို့ရှင်ရုံးထွက်လို့မရတယ်လို့ပဲဥပါဒဏ်ရဲ့သဘောကစိတ်ကိုဆွဆောင်ထားတဲ့အတွက်ကြောင့်အာယုံကနေရုံးထွက်နိုင်စွမ်းမရှိဒါကိုပြောတာဥပါဒဏ်အဲ့ဒီဥပါဒဏ်ကိုဘာနဲ့ချွတ်လိုက်တော့ဆိုရင်တဏှာနဲ့ဆွဲချွတ်လိုက်တာ ဥပါရံကိုတဏှာနဲ့ဖြုတ်လိုက်တယ်တဏှာကိုကြမှာတရားနဲ့ဖြုတ်တယ်ပေါ့ဒီလိုဆုံးလို့ဒါပါနဲ့ဥပမာတူတော့ဆိုမြန်မာပြည်မှာအာယုဘေဒဆေးနီးတွေမှာတချို့ရှင်းချနေတဲ့ယောဂံကို chronic disease ခေါ်တဲ့အမြဲတမ်းရှင်းချနေပြီဖြစ်တဲ့ယောဂယောဂဟောင်းဆေးနဲ့အဲ့ဒီယောဂကိုဖြွားပေးတယ် ဖတ်ပေးလိုက်ပြီးတော့မှနောက်ဆေးတိုက်တာပထမဆေးကယောဂါကိုကြွစေတယ်နောက်ဆေးကအဲ့ဒီယောဂါကိုပျောက်စေတယ်ဒီစနစ်ကိုသုံးရတယ်ပေါ့တချို့အာယုဝေဒဆရာတွေကနော်အခုလည်းပဲတူတူပဲဥပါဒံကိုတဏှာနဲ့ဖြုတ်လိုက်တာဖြုတ်ပြီးတော့မှတဏှာကိုမှတရားနဲ့ချစ်ချွတ်မှာအေးအဲ့ဒီမှာပြောလို့ခြင်းကခေမာဆိုတဲ့မိဖုရားဟာလေ သူ့ရဲ့အလှမ်းမှန်းလို့ဆိုရဲမာမာနာတက်နေသည့်အတွက်ကြောင့်ဖះဘူးမသွားဘူးဖះနဲ့မတွေ့ဘူးတိန့်ရှောင်နေတယ်သို့သောသူကပါရမီရင့်နေတဲ့ပုဂ္ဂိုလ်ချွတ်လိုက်တာနဲ့တပြိုင်တည်းဖះတရားတော်နာပြီးချက်ချင်းဘိက္ခုနီမလှုပ်သွားတယ်သူ့ရဲ့အမြင်တွေအကုန်လုံးမှန်သွားတယ်သူအလှဆုံးဆိုရဲမာမာနာလည်းကြာသွားတယ်ဟောစောစောပိုင်းကမာနာခံနေတဲ့အကြောင်းကိုပြောပြတာနော်မာနာခံနေရင်တရားလို့မရဘူး ထို့တူပဲမာနဆိုတာရမယံခံကြတော့လွန်သိမ့်မွေးတယ်မာနမာနရှိမှန်းတောင်မသိရတာကွေမင်းနဲ့ကနေပြီးတော့ရဟဝတ်လာတဲ့ရှင်အနုရုဒ္ဓဆိုတာကြည့်ရှင်အနုရုဒ္ဓဟာသာသနာ့ဘောင်ဝင်ရောက်လာပြီးတော့တပထချင်းစဉ်တစ်ခုကိုကျင့်လိုက်တာဇံပေညင်နေရလို့သူ့ရဲ့ဘယ်မှာထူးချွန်တော့ဆိုတော့ထိဗတ်စက္ခုလို့ခေါ်တယ် divine eye အဘိညာဉ်မှာသူကအမတန်မှထူးချွန်တယ်တထိုင်နဲ့နဲ့စัจ java လာတထောင်ကိုအကုန်မြင်လို့ရကြည့်လို့ရစัจ java လာတထောင်ကိုကြည့်တယ်ဆိုတာစัจ java လာတထောင်ထဲမှာရှိတဲ့တတ္တဝါတွေကိုတပြိုင်တည်းကြည့်နိုင်တယ်ပေါ့သိနေတာတွေမြင်ရတယ်မွေးနေတာတွေမြင်ရတယ်လှုပ်ရှားနေတာတွေမြင်ရတယ်အကုန်လုံးစัจ java လာတထောင် တယ်လီဗီရှင်းထဲမှာကြည့်နေရတယ်လို့သူအကုန်ကြည့်နိုင်ဟောတရားဓမ္မအထုတ်တဲ့အခါကျတော့သူကဘယ်လိုတွေးရုံဆိုရင်သူ့ကိုယ်သူမှာသူကငါဆက်ကြံဝလာတထောင်ကိုကြည့်နိုင်တယ်တရားထုတ်ရင်တခဏလေးပဲဘာမှမခက်ဘူးပေါ့ငါဖို့တမာရင်းစွမ်းအားတွေငါမှကောင်းတယ် ကိလေသာအသောကုန်ပြီးယန္တာဖြစ်ဖို့ငါမှာဘာမှခက်ဆရာမရှိဘူးငါဆက်ကြဝလာတထောင်ကိုတထိုင်နဲ့နဲ့ကြီးနိုင်တဲ့လူဖြစ်တယ်လို့ဆိုတဲ့ဒီမာနအတွေးလေးရရှိတယ်တရားထုတ်